ိသတ်များအားလုံးမင်္ဂလာပါ။ကုကြည် channel ကနေပြီးတော့ပိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရေမထွန်းရေးသားထားတဲ့စာနီရောမဘတ်နဲ့နောက်ကျောမထိုးတော်တာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနှုတ်တီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကီတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်များ။ကျုံနေရမှာတပြေပင်ရွာကိုပြန်ရောက်ရမှာတော့ရရှိလာတဲ့ခြေသားတွေကိုအိမ်စားဖို့ချမ်းပြီးရောင်းချရမှာအထင်ကနာလေးနေပင်အသားတွေအားလုံးကုန်သွားပါတယ်။ကုပြေပေါ်မှာရင်းနှီးချမ်းတောက်ကထိုင်ရင်တတဝါဆန်းချောင်းကိုတွေးတောနေရမှာတော့ရွှေပိုးနဲ့မဲကြောကလည်းရောက်လာကြတယ်။ဒေါ်သူဆိုပေမဲ့တည့်ရက်စွာဝိစင်ထားတာကြောင့် သူတို့နှစ်ဦးကလည်းလာတမျိုးနဲ့လှကြပြန်တယ်။ကျုပ်တိုင်နေရာကုပြစ်ပေါ်မှာထိုင်လိုက်ကြပြီးကျုပ်ကိုကြည့်လိုက်ရင်လည်းကိုမက်ကြီးရလာတယ်ဆိုကျုပ်တို့ကြည်သားလာဝေးတာတော့ကြည်ရလာတော့ဟုတ်ပါရဲ့ဟာဒါမဲ့ကြည်သားကရောင်းလိုက်လို့ကုန်းသွားပြီ။ကိုမက်ကလည်းကျုပ်တို့တဲ့တောင်ချမ်းမထောင်။မဲကျော်ကဝင်ရသားတွေမရှိတာကြောင့်နှကန်းကိုဆူပြီးပြောလာတာပေါ့။ကျုပ်ကလည်းမဲကျော်ပုံကိုကြည့်ပြီးရင်မိပါတယ်။မဲကျော်အရောက်နေကြပြီလား။ ရမကအိမ်နောက်ကနေထွက်လာပြီးမေတ္တုကိုမြင်ရကနေနှုတ်ဆက်လာတယ်။အခုလေးတင်ရောက်တာကိုရမရဲ့။ကိုရမအိမ်နောက်မှာအလုရှုပ်နေရလား။ဟုတ်တယ်မေတ္တုရဲ့အလုရှုပ်တာရေတော့မဟုတ်ပါဘူး။အမင်းနဲ့ဖေကိုဝိုင်းကူပေးနေရ။ဟုတ်လားသားလေးမလေးပေါ့။တချို့ကတော့ဘာမှမကူပဲကိုပြစ်ပေါ်မှာအခန့်အသားထိုင်နေရလေ။မေတ္တုကရမစကားကြောင့်သူ့ကိုစောင့်ရပြောတာပေါ့။ကျုံလည်းပြောမိရဲ့မေကျောင်းရဲ့ချီချူစကားကြောင့်ရာမရလည်းတွားကြည့်ပြီးနေတာပေါ့ ဒါနဲ့မေကျောင်းကအလဲတဲ့လားဘာကိစ္စရှိလို့လဲကိစ္စရှိလို့ပါကြီးရလာလဲဆိုလို့အသားလာပေးရကြီးရတော့အသားကကုန်ပြီရဲ့ဒီအဲ့တော့ဟုတ်တယ်မေကျောင်းရဲ့အသားကကုန်သွားပြီမေကျောင်းတို့တခါစားတော့အိမ်ကကြီးသွားပါလားထည့်ပေးလိုက်မယ်လေရပါတယ်ကိုရမရဲ့နောက်တစ်ခေါက်မှပဲဆက်ဆော့လာပေးမယ်နော်ရွှေဘုစကားလဲဝင်ပြောပါလားဘာဖြစ်လို့လဲသူကမြည်တီစကားမဝင်ပြောတဲ့ရွှေဘုကိုမေးလိုက်ပါတယ် ဘာမှဖြစ်ပါဘူးကွမတ်မေတော်တို့ပြောတာကိုနားထောင်နေရပါရှင်းရှင်းလင်းလင်းမရှိရောနေမကောင်းမထင်လို့ပါဘာမှမဖြစ်လဲစကားလေးပါလေဝင်ပြောပါအောင်အမရွှေဘုံရဲ့ကွမတ်ကနေမကောင်းမထင်ပြီးစိတ်ပူနေပါဦးမယ်ကိုရမတဲ့ကွမတ်ကအမရွှေဘုံဆိုအမြဲစိတ်ပူတတ်တာမသိဘူးလားအခုတော့စိတ်ပူနေလောက်ပြီမေတော်ကဝင်ပြောတယ်အချိန်ခဏကြာတဲ့အခါမှာရွှေဘုံနဲ့မေတော်ကလည်းပြန်သွားကြတယ်ကျုပ်ကတော့အလုပ်မရှိရတဲ့အတွက်သနတ်ကိုသာတိုက်ချွတ်နေမိတယ် အင်းရှင်တို့အင်းရှင်တို့ခြံဝါကခေါ်တဲ့ကြားအချင်းကြောင့်ကျုပ်ကလည်းခြံဝါစီကိုကြည်လွှဲလိုက်တာပေါ့ခြံရှိမကလည်းကြီးနေရန်ဒီဝဲယူချိန်မှာစုံခဲ့တဲ့သူတောင်းဖြစ်နေရလေကျုပ်ဒီလိုမှတ်မိနေတာကတော့သူတို့ရဲ့ပြဿနာကြောင့်ဖြစ်ပါရဲ့ကျုပ်စီကိုအခုတော့ရောက်လာခဲ့ကြပြီဝင်ခဲ့ပါကျုပ်ထဲမှာရှိပါရဲ့ကျုပ်တို့ပြန်တဲ့ပြူဝါမှာတော့အရိသူတွေဝင်ရောက်လာတယ်တယောက်စီကတော့ကျောက်လေးကြီးကိုလွှဲထားကြတယ်ကျုပ်ကမြင်ရမှာတော့ပြုံးပြပြီးအနီးကိုရောက်လာရမှာ ကျောလွယ်အိတ်တွေကိုချက်ပြီးတော့ထိုင်ကြပါတယ်။ကျိုးစိတ်တဲ့ခမားနဲ့တွေးမှတွေးပါမလားလို့စိတ်ပူနေရတာ။ဒေါ်သီးရပေါ့ခမားရှိနေလို့။တုတ်လေခုနိမပြောင်းတော့ပါ။လိုင်းကိစ္စကတတော်ဆိုင်ကိစ္စလား။ဟုတ်တယ်ကျုပ်လည်းကူခဲ့ရမယ့်နေပါပြီခမရအကျုပ်ကိုကူညီမယ်ပြောခဲ့လို့ကျုပ်ရောက်လာတာပြီးတော့ခမရတေချာမှကူညီနိုင်မယ်လို့လည်းထင်မိတယ်တတော်ဆန်းနဲ့ကျုပ်ဆုံတွေ့ခဲ့ပြီခမရပြောသလိုပါပဲ ီကောင်က ကြည်မတူဘူးကြည်စနေရောဒီကောင်ကိုထိခိုက်အောင်မလုပ်နိုင်ဘူးခင်ဗျတွေးခဲ့ပြီပြီဟုတ်လားကြည်မတူဘူးဆိုတော့ဘယ်လိုလုပ်ကြမလဲနီလန်တခုခုတော့ရှိနေလောက်ပါနေနော်အရန်ကြီးတော့မစွင့်ပါနဲ့နီလန်ရှိပါတယ်ကျုပ်တို့တော်တဲ့တော်ညအချိန်မှာခင်ဗျပြောတဲ့တတော်ဆန်နဲ့တွေ့ကြတယ်ဒီကောင်မှရှိတဲ့မျက်လုံးတွေကိုတော့တိုက်ခိုက်လို့ရတယ်အဲ့ဒါကသူ့အားနေချက်ပဲဒါဆိုသူ့ရဲ့မျက်လုံးတွေချိန်ပြီးပြရမှာမဟုတ်လား ဟုတ်ပြီမဲ့သူ့မျက်လုံးကသာလိုက်ချိန်နေရင်တော့သူမသေးခင် ကြုတ်တော့ရင်သေးသွားနိုင်တယ်။ဒီတော့လက်မန်းတမ်းပြီးရတဲ့ဖြစ်ဖြစ်ကြီးကိုဇက်တိုက်ပြစ်နိုင်တဲ့တနက်မျိုးဖြစ်ဖြစ်လိုအပ်တယ်။ဒီတော့ကြုတ်တော့ပြင်ဆင်လာတာမှန်ပြီတင်နေ။ကြုတ်တော့ကြိုးလိုက်တဲ့မှာထိတ်လာတဲ့တနက်တွေကဇက်တိုက်ပြစ်နိုင်တယ်။ CGD ပြေးပဲထားရတဲ့တနက်တွေပဲ။ဒါဆိုရင်တော့ခမရတို့ကန်ကောင်းပါပါ။ဒါနဲ့ခမရတို့နံပါတ်တွေကကျုပ်နံပါတ်ပါတော့ပါ။ သူတို့ကတော့မင်းအောင်နဲ့မင်းမောင်ပါ။သူတို့တွေကအမွာတွေလား။ရုပ်ချင်းလေးဆင်တယ်လို့နမရလေးဆင်နေတယ်။ဟုတ်ပါရဲ့ကျုပ်တို့ကအမွာတွေပါ။ကိုပါတောင်းတဲ့ညီကိုတဝမ်းခွဲပါ။ဘာများဖြစ်လို့လဲမသိဘူး။ဘာမှတော့မဖြစ်ပါဘူး။ကရေးတူသွားမဲ့သူတွေဆိုတော့မေးကြည့်တာပါ။တနေ့ကဘာသာတတော်ဝဆန်းကိုတုတ်တွေးခဲ့တာကဒီဘက်တော့မှာပါကိုဘာသာတွေးခဲ့တာကတနေ့ရမှာဆိုတော့ဘယ်လိုသွားကြမလဲခမည်းတွေးခဲ့တာက မကြသေးဘူးဆိုတော့ ခမရတွေ့ခဲ့တဲ့တောကိုပဲအရင်သွားရှာကြတာပေါ့ကျုပ်တင်ပြောရရင်တတော်ဆန်းကတကောင်လည်းမဖြစ်နိုင်ဘူးဒါကြောင့်မတူညီတဲ့နေရာနှစ်ခုမှာတွေ့ရတာအရှင်းမြဲတစ်ခုစီရာအခြေခံလာတာဖြစ်နိုင်တယ်ဒီလိုဆိုတို့တို့ကအဲ့ဒီအရှင်းမြဲကိုဘယ်လိုရှာရမလဲဘာတန်းလုံးစားမှမရှိတဲ့ရောင်ဘယ်လိုရှာကြမှာလဲတန်းလုံးစားမရှိတာကတော့ဟုတ်ပါတယ်ကျုပ်တတော်ဆန်းနဲ့တွေ့ခဲ့တဲ့ဒေါစီကိုနောက်တစ်ချိန်ပြန်သွားရင်တော့တကူကူထူးခြားနိုင်မှာပါ ဒီလိုဆိုဘယ်တော့သွားမလဲကိုကတော့မေးလာတဲ့ကိစ္စကိုတော့သူကချက်ချင်းဖြေပေးနေထောက်လာပြီးဖြစ်တဲ့အားတွေလည်းရင်းနှီးတစ်ခါကိုမောတောင်းလိုက်ပါရင်မနှက်ပြန်သွားကြမယ်ဒီညတော့ခမားတို့တုံရအောင်ကျုပ်တို့အိမ်မှာတဲကြပေါ့ဒီလိုဆိုလဲကျုပ်တို့တွေအခုညမောင်မတ်အိမ်မှာပဲတဲကြမယ်လေကျုပ်တို့အကူညီပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ကိစ္စတွေပြီးရင်လည်းမောင်မတ်စိတ်ကြိုက်တော့မှကျုပ်ပေးပါမယ်ရပါတယ်ကျုပ်ကငွေလိုခြင်းလို့မဟုတ်ပါဘူး ခမည်းအဖြစ်ကိုတနာတာကြောင့်ကူညီဖို့ပါခမည်းတို့လည်းခရီးပန်းလာကြပါဗောနားလိုက်ကြပါဦးကိုဘတော်တို့ကတော့ခရီးပန်းလာခြင်းကြောင့်ကိုပြစ်ပေါ်မှာလဲလောင်နေကြတယ်ညရောက်တဲ့အခါမှာညစာစားပြီးအိရောက်ဆောင်းဆောင်ဝင်ခဲ့ကြတယ်မနက်မိုးမလင်းမိမှာလဝက်တာတွေကိုပြင်ဆင်လိုက်ပါတယ်ရှာမကတော့အခုခရီးအတွက်လိုက်ပါရင်ပြောရမှာကျုပ်ကတော့မလိုက်ရင်ပြောပြီးခြံထားရတယ်အကြောင်းကတော့အခုတတဝါဆန်းကြောင်းကိုမသိရခြင်းတဲ့တွင်ဒုက္ခလွန်စွာပေးနိုင်မဲ့တတဝါဖြစ်ကြောင်းဖြစ်ပါတယ် ရမကတော့ကျုပ်တို့နဲ့မလိုက်ရတာကြောင့်ကျုပ်ကိုဂယုဆိုင်ရမှာပြီးအိမ်အတွက်သူ့တာဝန်ထားရပြောပါတယ်။မနေ့၆နာရီခွဲချိန်ကစပြီးတပြေပြင်းရောဂါကြီးထွက်လာခဲ့ပါတော့တယ်။မမက်ခမရတီမုတ်ဆိုးလို့လို့တာကြပြီလား။အတော်လေးကြာပါပြီကိုမတော်။ဘာဖြစ်လို့လဲ။တဘာဖြစ်ပါဘူး။ခမရကိုကြည့်ရတာအတွေ့အကြုံရင်းချက်နေမှရှိတော့ပါ။တတော်ဆန်းနဲ့ရင်ဆိုင်ရတာဘာမှဖြစ်ပဲနဲ့ပြန်ရောက်လာခဲ့တယ်လေ။ ဒါတော့ကံတရားကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါနဲ့ခမားတို့ကဘာလုပ်ငန်းလုပ်ကြတာလဲ။တုပ်မီးကိုတော့ကိုပါသားတယောက်တပ်ပြင်းချလိုက်ရင်နေ။တုပ်ကသစ္စာလုပ်ငန်းလုပ်ပါတယ်။စီပွားရေးတိုးတက်လာချိန်မှာသမီးလေးကိစ္စကြောင့်လုံးဝစိတ်တက်ကြပြီးအရရဲ့ကြေကြောဖြစ်နေရပါ။တုပ်တို့အချိန်နောက်မှကြလောက်သေးပါဘူး။ခမားသမီးလေးကိုအသက်ရှင်ရင်လည်းပြန်ခေါ်လာနိုင်ပါပါ။ကျုပ်စကားကိုကိုပါသားကကောင်းခါရင်နေ။ သူကတော့မထင်တော့ပါဘူးဗျာ။သမီးကိုဖမ်းသွားတဲ့တတော်ဆန်းကအသားစားတတော်ဆူ။သမီးလေးဘယ်သက်ရှိတော့မှလဲ။သူကတော့သမီးလေးအတွက်ဒီကောက်ကိုလက်စားကြည့်မယ်။ဇန်နေခုကခမရဲ့တစ္ဆက်ကိုဘသူနဲ့လက်လွဲထားခဲ့ရလဲ။တပည့်တယောက်ကိုပဲလက်လွဲထားခဲ့ရတယ်။စီးပွားရေးတွေလှုပ်ဖို့လဲစိတ်မပါတော့တာနဲ့တစ္ဆက်ကိုတော့မရောက်ဖြစ်တော့ဘူး။ဒီဗျာ။ ဒီခရီးဆိုရင်တော့တို့တို့အတွက်ဝမ်းသာစရာတွေကြံခဲ့ပါစေလို့မျှော်လင့်ရမှာပေါ့ဒီလိုပဲဆုတောင်းရမှာပါဗျာတို့တို့ကတော့ဆက်လျှောက်လာရမှာအချိန်တော်ကြာပြီဖြစ်တော့တော်တွင်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်ဟဲ့လူတွေခမရတို့ဘယ်ကိုသွားကြအောင်လို့လဲကျုပ်တို့ရှိပဲတော်တွင်စီကနေမြားကင်ကထွက်လာတဲ့မုတ်ဆိုးတူကိုတွေ့ရပါတယ်မြည်တီသားကကိုလိုင်းနေတယ်မသိလူနဲ့ပြောင်းစင်တဲ့ရှုပ်နေကိုခန္ဓာကိုယ်နဲ့ကိုတုတ်ထားတယ် ။ဥတီယာလန်တိုင်းသွားမလို့ပါ။ဘာကိစ္စများရှိလို့လဲ။အန်တရီတခုခုရှိလို့လား။ရှိတယ်။အရှိမကြားတကောင်ရောက်နေတယ်။ခမားတို့အရေးကြီးလို့မဖြစ်မနေသွားမယ်ဆို။တပတ်ကကြွေပြီးသွားကြပါ။ဒီလန်ကဆိုရင်တော့အန်တရီအရန်များတယ်။အဲ့ဒီမဟုတ်ဆိုရင်မြားကိုက်ထားဖို့ကိုကြည့်ရမှာမဟုတ်ဆိုးလို့ကိုကျွမ်းနေဖို့မရဘူးလေ။မဟုတ်ဆိုးလို့ဆိုရမှာလေ။မြားကြည်တော်တွင်မှာမြားတံလေးចောင်းတာရှိနေတယ်။အန်တီယန်ရဲ့ယုတ်တည်းရဲ့ဂျုံတွေးပါကလည်းအစင်အစ်ပြစ်ခတ်ရင် မြားကိုင်းတွင်မြားကိုလည်းမထည့်ထားကြားနေတွေ့ရလို့ဆိုတော့လေတုံလို့တဲ့အမှုရမရှိဘူးလေခမရကကြောက်ကိုရင်တွေ့ခဲ့တာလားဒီလိုဆိုကျုပ်တို့ရှင်းပြပါမယ်တစ်ဖက်ကြွေသွားရင်တော့ခရီးအတွက်အချိန်ကလည်းအတော်လေးကြာသွားနိုင်တယ်ကျုပ်စကားကိုကြားတော့အရင်မို့ဆိုဆိုသူကမြေတီစကားဖြင့်တုံ့ပြန်ရမိကိုတွေးတောနေပုံနဲ့တိတ်ဆိတ်သွားတယ်ကျုပ်ကခမရတို့ကိုစေးနာနေပြောတာပါကျုပ်သားကိုမြင်လိုက်တယ်အကောင်တော်ကြီးရဲ့ခမရတို့မယုံရင်တော့ ရှေ့ဆက်သွားကြပေါ့။ဒါနဲ့ခမည်းကဘေးရလဲ။ဒီဒေသမှာခမည်းကိုမမြင်ဘူးပါဘူး။တုံလဲခမည်းကိုမမြင်ဘူးပါဘူး။ခမည်းတို့သွားခြင်းနဲ့ဆိုလဲဒီလမ်းတိုင်းသွားကြပေါ့။ကျုပ်ကတော့ပြန်တော့မယ်။ရိတ်သူကတော့ကျုပ်ရဲ့စကားကိုထေချာဆောင်ပြေးမင်းနဲ့ထွက်သွားပါရင်ဘယ်လိုလုပ်ကြမလဲမမ။ကျုပ်တို့ဒီလမ်းကပဲသွားကြမလား။တစ်ဖက်ကကြွေသွားကြမလား။ကျုပ်အနေနဲ့ကတော့ဒီကပဲသွားခြင်းနဲ့ ိုပါတော်နဲ့ကိုမင်းတော်တို့တဘောအောင်ကျန်တဲ့သူတွေရဲ့ဆန္ဒကိုမေးလိုက်ပါတယ်ကျုပ်အနေနဲ့တော့နှခါစဉ်းစားဆရာမလို့ပဲရှေ့မှာသာရှိတဲ့လမ်းကိုသာရွေးချယ်ပြီးမှဖြစ်တော့လေအတွေ့အကြုံရှိတဲ့အရိသူတွေကိုရွေးစေလိုက်ပါတယ်ကျုပ်တို့ကတော့တစ်ဖက်ကနေကြွေသွားခြင်းနဲ့အန်တီရဲ့ကင်းကင်းနဲ့ရောက်ဖို့အရေးကြီးတယ်မဟုတ်ရင်အထီးကရှိပဲချက်တီအားလုံးပြတ်ကုန်လိမ့်မယ်မလားကိုမင်းတော်ရဲ့စကားကိုကိုပါတော်ကကောင်းထိတ်လိုက်ရင်းနဲ့ မင်းအောင်ပြောသလိုပဲတပတ်ကကြွေသွားကြရအောင်ပါမယ်။အခမရောမယုံလို့မဟုတ်ပေမဲ့အန်ဒီရဲ့ခင်းစွာသွားနိုင်မှသမီးကိုအမြန်ပြန်တွေ့နိုင်ပါလေ။ဟုတ်ပါပြီ။ဒါတော့ခမရောသဘောပါပဲ။ဒါဆိုလေတပတ်လမ်းကကြွေသွားကြတာပေါ့။ဂျန်နဲ့ခမရောဒီလမ်းလေးကို မကြမကြရောက်ဖြစ်တာလား။မရောက်ဖြစ်ပါဘူးကွန်မေမောင်။ဒီတော့ဘက်ကိုကြုံမရဖို့ပါဘူး။ဒါဆိုကြွေသွားဖို့ကတော့အဆင်ပြေပါမလား။ မရဘူးတဲ့ဒေတာကိုခရီးရှည်သွားရမှာမဟုတ်ဘူးလားဒီအတွက်စိတ်ချပါကိုမင်းမောင်တို့မရဘူးပင်မဲအကောင်းဆုံးလမ်းကိုရွေးချယ်ပြီးသွားပေးပါမယ်ကောင်းပါပြီဒါဆိုလေခီးဆက်ထားတာပေါ့တို့တို့လေးဦးကဦးတီရလမ်းကိုမျက်နှာလွှဲပြီးတစ်ဖက်ကိုခြေချလိုက်ပါရင်တို့ရွေးချယ်ထားတဲ့လမ်းကတော့မြေတီရရီဂျုံတွေးရမီကိုတွေးပြီးစဉ်းစားနေမိတယ်တို့တို့ဝင်လာရတော့ကတော့ခြုံနေများနေထူထက်လျက်ရှိတယ်တို့တို့ကိုဝင်ရောက်မတိုက်ခိုက်တော့လေ ချောင်းမြောင်းနေတဲ့တောခွေတွေကိုတွေ့နေရပါတယ်။အဲဒီတောခွေတွေကိုပြစ်ခတ်ချောင်းလန့်မောင်းနေရင်တခြားသားရဲတွေရောက်လာမှဆရာကြောင့်ဖြစ်ပါတယ်။မမရှေ့မှာတောင်ကြားချောင်းတစ်ခုပါလား။ရေတောင်းနေနားကြရအောင်။တို့တို့ရှေ့မှာရေစည်းတံတလင်းလင်းနဲ့တောင်ကြားချောင်းတစ်ခုကိုတွေ့ရတော့ကိုမင်းအောင်ကပြောလာတယ်။ကျန်းသူတို့ကလည်းချွေးများထွက်တော့လွန်စွာမောင်းနေရရှိတာကြောင့်သူကလည်းနားနေရဆုံးပြတ်လိုက်တယ်။ဒါဆိုလဲနားကြတာပေါ့။ဒါနဲ့ခမရိုးတွေတွေ့ရအောင်ပြေးကြတယ်နော်။ ကျုပ်ဒီတော်ကြောင့်ရေရရမသိဘူးဘလို့အန်တရဲ့ကောင်းလေးရှိနေလဲဆိုတော့မပြောနိုင်ဘူးစိတ်ချပါပါမယ်ကျုပ်တော်ဖြစ်ပါဦးတောင်ကြချောင်းရည်လေးအေးနေရမယ်ခင်ဗျားမတော့တော့ဘူးလားကျုပ်ကြီးမစားသေးလို့မတော့တော့ပါဘူးခင်ဗျားတို့ပဲတောက်ကြပါကျုပ်ကတောင်တော်ခုကမှထိုင်ရင်းနဲ့ပဝင်းကြီးကိုဝေးဝိုင်းကြည့်ရှုနေတယ်။ခဏကြာမှတော့ခီးကိုဆက်ချတယ်။မမကျုပ်တို့ရောက်ဖို့ဘယ်လောက်လိုသေးလဲ။အတေးကြောင့်ပြောဖို့ခက်တယ်ကိုပါတော့ တော်တဲ့နော်ညနေလောက်ရောက်မယ်တင်နေဒါဆိုညာစခန်းချပြီးနေရမှာပေါ့ဟုတ်လားဟုတ်တယ်ဒီတညောက်တက်ပဲနေရမှာမဟုတ်ဘူးတကယ်လို့တရက်နဲ့မတွေ့ရင်ဆက်ဆံရမှာကျိုးတို့ကဆက်လက်ထွက်လာရောညနေကိုရောက်မှာတော့ဒေါ်လန်တစ်ခုကို တွေ့ရတာကြောင့်အဲ့ဒီလမ်းတိုင်းဆက်လျှောက်ခဲ့ကြတယ်တိတ်မကြခင်မှာတော့ကျုပ်တို့ကြည်ပြခဲ့တဲ့နေရာကိုရောက်ခဲ့ပြီဖြစ်ပါတယ်ဒီနေရာကိုရောက်ပြီဆိုတော့ကျုပ်တို့တတော်ဝဆန်းနဲ့တွေ့ခဲ့တဲ့နေရာရောက်ပြီပါ ကျိုးစကားကိုကြတော့ကိုဘသားတယောက်တပ်ပြင်းချလိုက်ရင်လေဒါဆိုဒီကောင်ကိုထောင်ပန်းဖို့ဘလို့များကြမလဲကျုပ်တို့ကြီးဖြစ်ဖြစ်တခြားကောင်တကောင်ပဲဖြစ်ဖြစ်ပြစ်ဖမ်းပြီးမြားရမှာပဲဒါနဲ့ခမ ्या တို့ညီကောင်ကဘယ်လိုလဲအပေါ်သွားဆုံးလို့ပါပြန်လာခဲ့ပါမယ်မင်းတော်မင်းမောင်ညီကောင်ကတော့အချောင်းတစ်ခုတွင်းကိုဝင်းရောက်သွားပြီးခိတ္တကြမှာပြန်ထွက်လာကြပါရဲ့ကဲရှေ့ဆက်ကြမယ်လေနေရာတော်ဆောင်းနေပြီ ကျိုးတို့ကညနေမှောင်ရီပြိုးလွန်တာကြောင့်စကန်တစ်ခုကိုစောင့်လိုက်ပါရင်အပေါ်မှာလင်းစင်မထိုးသည်ကလည်းမင်းနောင်မင်းမောင်တို့ကြီးကိုအေးအေးချမ်းနေစွာကြောင့်ဖြစ်ပါရင်ခမရတို့ရေဒီမှာကြံခဲ့ကျုပ်သားကောင်တကောင်ကောင်သွားပြစ်လာအောင်မေဒါဆိုကျိုးတို့ညစာတွေပြင်ဆင်ထားလိုက်မယ်ကောင်းပါပြီတောင်းအောင်ရလာရင်လည်းညစာတွေဟင်းရတာပေါ့ကျုပ်စကန်ကောင်ကြီးထွန်းလာပြီးတနက်ကိုမြဲစွာကင်ပြီးတော့တောတွင်းကိုလှည့်လည်ခဲ့ပါရင် ကြည်ပင်းရဲ့စဉ်းစားထားတော်လေကြည်ပင်းကိုမတွေ့ရတာကြောင့်အကျက်ရရတယ်။ကျောင်းတစ်ခုတွင်ကနေလှူရှားပြေးထွက်လာတဲ့အရာတစ်ခုကြောင့်ကျုပ်ကနောက်ကနေပြေးလိုက်သွားရာယုံကြည်တကောင်ဖြစ်နေတယ်။ယုံကြည်ကိုပြစ်ဖန်လိုက်၍လဲစကားကိုပြန်လာခဲ့ပါရဲ့။ယုံကြည်လိုဆူရခြင်းကတော့တာမန်ယုံဒီချက်နှစားကကြည်ချင်းကြောင့်ဖြစ်ပါရဲ့။ကြည်တော့ရမလာခဲ့ဘူး၊ယုံတော့ရလာခဲ့တယ်။ကျုပ်ကယုံကိုပြစ်ချလိုက်ရင်ပြောလိုက်ပါရဲ့။ကိုမတော်ကတော့ယုံကြည်ကိုကြည်နေတယ်။ ဒီကောင်လေးကောမြားလို့ရနိုင်မလားမမရနိုင်ပါပါမြားကြည့်ရတာပေါ့မင်းတော်မင်းမောင်ကြီးကိုကအမတ်တမဲ့ကြည့်ရမှာထူးဆန်းစွာနဲ့ကပြောင်ပြောင်ရှိကြတယ်ကြုတ်ကြည့်လိုက်ဒီကိုသတိထားမိတော့မှမျက်နှာကိုပြန်ပြင်လိုက်ပါရင်မမကျုပ်တို့အချိန်လေးတော်ကြပြီအခုချိန်ထိတတော်ဆန်းရဲ့အရေးအယောင်ကိုတော့မတွေ့ရသေးဘူးဒါတော့ကျုပ်လည်းပယ်တတ်နိုင်ပါလေဒူလာခြင်းမလာမှာပေါ့ဒီယုံနဲ့မြားလို့ရပါမယ်လို့ကျုပ်တက်အမပြောခဲ့ပါဘူး ဟုတ်သားမင်းမင်းတော်ရာအခုညမလာရင်လေမနှက်ပြန်ငါတို့ဘက်ကလိုက်ရှာမှာပေါ့သူကြကြောင်ပုံနိုင်မှာဘူးဟေးလေကျို့တို့စောင့်နေတဲ့အချိန်ကလည်းကြာပြီအခုချိန်ဆို10နာရီကျော်နေပြီဆိုတော့တေးကြတယ်ခမရရေအင်းနေကြပါကျို့ကင်းဆောင်နေတဲ့ဒီကောက်ကိုစောင့်နေပါမယ်တကယ်လို့ရောက်လာခဲ့တဲ့ကခမရတို့နှိုးပါမယ်တုပ်ပါကူပြီးတော့ကင်းဆောင်ပေးပါမယ်မင်းတော်တို့ညီကိုပဲအိပ်ပါစေအရာတွေကတော့ကျို့အိတ်ချင်တော့မှနှိုးလိုက်ပါမယ်ရင်စုံအင်းနေကြပါ ကျုပ်ပြောလိုက်တော့မှကိုပါတောင်းတဲ့မင်းတော်ညီကိုတို့ကအိယောင်ဝင်သွားကြပါတယ်။ကျုပ်ကတနက်ကိုဘေးမှာခြားကထိုင်နေတယ်။ပဝင်းချင်းကတရဝဆန်းရဲ့လှူရှားသံကိုကြားရမလားနားဆွင့်နေမိပါတယ်။တရဝဆန်းကိုအများထားရာယုံကြည်ကတော့အဲ့ဒီညမှာသာရှိနေတယ်။မနက်မောနေသည့်တိုင်အောင်တရဝဆန်းရဲ့အိယောင်ကိုမတွေ့ရကြောင်းတနအိကမေးဆက်လိုက်ပါတယ်။မေးဆက်ရကနိုးလာရမှာတော့ကြံသေးရီကိုဆောင်းပြီးအဲ့ဒီရီနိုးလာရမှာတော့မနက်စာစားကြပါတယ်။ညာတရဝဆန်းမလာဘူးလားမမေ။ နာဘူးကွာတော့ဒီကောင်နေပြောင်းသွားပြီလားမသိဘူးဒါဆိုဘယ်ကိုဆက်ပြီးလိုက်ကြမလဲအခုလောလောဆယ်တွေတော့ဒီတော့မှပဲလှည့်ဖက်ရှာကြရအောင်နေတော့ပြောင်းတော့သေးဘူးဒီကောင်ကိုတွေးလို့ဟောတော့အစိမ့်စိမ့်ပေါ်မှာလှုပ်ပြင်မယ်အခုတော့အရင်တွေ့အောင်ရှာကြအောင်မယ်ကဲခမားတို့အစင်သေးဖြစ်ပြီဆိုခီးဆက်ကြရအောင်ကျောတော့ကရှေ့ကိုလည်းဆက်ထွက်လာခဲ့ပါတယ်မမအရှိမကူကြီးတခုပါလားအထဲဝင်ကြီးကြမလား ကျုပ်တို့ရှိမှမောင်ပိန်းကြီးအလှန်ကိုကြီးကိုတွေ့ရတယ်။ကိုမတော်ကတော့ကျုပ်ကိုဝင်ကြီးမလားမေးလာတယ်။ကျုပ်တို့ကတော့ဂူကြီးကောင်ဖြစ်မနေဖြတ်ရမှာဖြစ်ပါရဲ့။အချောင်းကတော့ဂူရဲ့ဘေးဘက်တီမှာစူးကျုပ်မင်းကြီးရှိရဖြတ်တန်းသွားရင်လည်းမဖြစ်နိုင်။ရေသီးတန်တဲ့ချောင်းလေးကြောင့်ရေစီးနဲ့မျောသွားရင်လည်းအဆင်ပြေခြင်းကြောင့်ဖြစ်ပါရဲ့။တွားရမှာကိုမတော်ကျုပ်ရှိက အရင်ဝင်မယ်။ခမည်းတော်တွေအနောက်ကနေလိုက်ခဲ့ပါ။ဒါဆိုလည်းတတိထောင်းတော်မှာမှအထဲမှာတော်လေးမောင်ပိန်းကြီးနေတယ်။ ရပါတယ်။ကျွန်မလမ်းလေးတက်ပြီးပါတယ်။ကျွန်တော်ရှိကနေဦးဆောင်ပြီးဂူတွင်းကိုဝင်ရောက်ခဲ့တယ်။ဂူတွင်းမှာတော့ကျုပ်ရဲ့တမီးရောင်သာရှိပါတယ်။ဂုဏရံတွေကိုထိုးကြည့်ရမှာတော့ထူးဆန်းတဲ့လက်သိန်းရသုံးခုကိုတွေ့ရပေမဲ့ကိုမတော်နှုတ်ကပြောပဲလှုပ်ဝက်ထားလိုက်ပါတယ်။ဂူအတွင်းတစ်ပြေးပြေးနက်လာရမှာတော့ဂူလန်းကတစ်ပြေးပြေးကျင်းလာတာကိုသတိထားမိရဲ့။ကိုမတော်ဂူကတစ်ပြေးပြေးကျင်းလာတယ်။တခုခုဆိုအစင်သေးပြည့်လို့ရအောင်တနက်ကိုတိချခိုင်းတာပါ။ တုတ်ကကိုပါတောင်းတို့ကိုတတိပေးလိုက်ပြီးအရှိကလေးလင်းမြတ်စွာသွားလိုက်ပါရင်ဂူတင်းမှာကျုပ်တို့ရဲ့ခြေတံဖြင့်ကြောက်တီကိုနင်းလာရမှာကြောက်ချင်းချင်းပုတ်တိုက်သွားတဲ့ကြောက်ပုတ်တန်တွေကိုလည်းကြားရပါရင်တဏီယာရောက်မှာတော့ဂူမိုးစီကတဆင့်ကျုပ်တို့ကိုတိုက်ခတ်ရင်ပြန်တန်းလာကြတဲ့လင်းတို့တွေကိုမြင်လိုက်တာကြောင့်တနက်ခလုတ်ကိုလည်းဆွဲလိုက်ပါတော့တယ်ကိုပါတော့ခမင်းကြီးတွေပြေးကုန်ကြပြီမင်းတော်မင်းမောင်ကြီးကတော့လင်းတို့တွေကိုပြစ်ခတ်ခြင်းမပြုဘဲတစ်ဖက်ကိုပြေးထွက်သွားပါရင် အဲ့ဒီနေရာကတော့လှိုင်းကူတွင်းပေါက်တွေဖြစ်ရအမောင်တို့ကြောင့်တော်ရုံမမြင်ရပေမဲ့အဲ့ဒီသူနှစ်ယောက်ကတော့ရောင်းနေကြပုံစံနဲ့မီးပောင်နဲ့ပြင်းဝင်သွားပါတယ်။မောင်မေဘယ်လိုကြောင်လဲ။ဟွန်ကြီးကိုရီဒုက္ခတွေ့တော့မယ်။နောက်ကနေလိုက်ကြရအောင်။ကိုမတော်သူတို့ကဒုက္ခရောက်မှာမဟုတ်ဘူး။ဒုက္ခရောက်မှာကခမားနဲ့ကြုံနေပဲ။ဟမ်။ဘာမလို့ကျုပ်တို့နှစ်ယောက်ကဒုက္ခရောက်အောင်မလဲ။သူတို့တွေမှာမီးလဲပါမယ်နဲ့တွေ့ရဝင်ပြေးသွားကြတာနော်။ကြုံညီပြီးနောက်ကိုလိုက်ကြရအောင်။ ကွာတော့ခမ ्या ကိုကြုံပြပြမယ်ခမ ्या ယုံကြည်နေတဲ့ခမ ्या ညီနှောင်ကအခုကိစ္စရရဲ့နောက်ွယ်နဲ့တနည်းနည်းနဲ့ပတ်သက်ဆက်နွယ်နေလိမ့်မယ်အလဲရောင်တဲတဲတော်မရတဲ့ဒီကိုရဲမှာမှဒီပေါက်ထိတ်ကိုတဲတဲမဲ့မဲ့ဝင်နိုင်နေစရာဒီနေရာကိုမကြမကြရောက်ဖြစ်ကြတော့ပဲကျုပ်စကားကိုကိုမတောင်းကမယုံကြည်နိုင်ဖြစ်နေပါတယ်ကျုပ်တို့စီကိုအရှိန်ပြင်းစွာဝင်လာတဲ့လင်းတို့ကိုကျုပ်ကဓာတ်နေခုတ်ချနိုင်တယ်တတိကတော်ကိုမတောင်းဒီနေရာမှာတိတ်လုံးဖြစ်ဘူး ကျောက်ကပြောင်းရင်းနဲ့မီးရောင်အောက်ကလင်းတို့တွေကိုတန်းတန်းလေးဆက်ကဆက်ကပိတ်ခတ်နေပါရင်ကိုမတော်ကတော့တတိဝင်လာပြီးမှကျုပ်ကိုကူပစ်ပေးလာတယ်။မမက်ဟိုကောင်တကောင်းရင်တော့ကိုလိုက်ကြရအောင်ဒီကောင်လေးဘာကြမ်းစီနေလဲသိကျင်နေလိုက်လို့မရတော့ဘူးကိုမတော်သူတို့ဝင်သွားတဲ့အပေါက်ကပိတ်သွားပြီဒီရောက်နေရှိကိုဆက်သွားရမှထပ်ပေါက်ကိုရောင်းအောင်သွားနိုင်ရင်ခမားကြီးနေရောက်အကြောင်းကိုတေချာသိနိုင်ပြီဒါဆိုရှိကိုဆက်ရမှာပေါ့ ကိုကတလောက်ကျင်းနေရဆက်သွားလို့မဖြစ်နိုင်ဘူးထင်နေပါမှာဘယ်လိုလုပ်မလဲကျင်းနေတဲ့ကိုနေရတစ်ခုကိုခြေထောက်နဲ့ကံပြီးသွားအောင်ပါပဲဒီနေ့တစ်ခုပဲရှေ့ကိုသွားလို့ရမှာကျုံနဲ့ဘာသောကတော့ကိုနေရကိုခြေနဲ့ကံပြီးသွားရတယ်မမဒီမှာလမ်းဆုံးပြီးတင်နေရှေ့ကိုဆက်သွားလို့မရတော့ဘူးကျိုးတို့ရှေ့မှာကိုကတော်လေးကျင်းသွားရဘလို့မှဆက်သွားရမရတော့တဲ့အနေအထားဖြစ်ပါတယ်နေလန်းတစ်ခုခုတော့ရှိပါပါကြောက်ရှာကြည့်ပါမယ် ကျုပ်ကဘေဘီကိုလှဲကြည့်ရမှာရင်ကြီးတက်နေတဲ့နေရာတစ်ခုကိုတွေ့ရတယ်။မိုးရင်မထီးရဲ့ဒီနေရာမှာရှိတဲ့ရင်ကြီးတွေရှိခြင်းကြောင့်မတင်ကဖြစ်တာနဲ့ရင်ကြီးတွေကိုဖယ်ကြည့်လိုက်ပါရင်။ကိုမတော်ဒီမှာလှုပ်ဝင်လဲတခုပဲဒီမှန်ချက်ကိုခွဲပြီးထဲကိုဝင်ရမယ်။ရင်ကြီးတွေကိုဖယ်လိုက်ရမှာတော့ပတင်းကမှန်ဝိုင်းချက်အုပ်ထားတဲ့အပေါက်တစ်ခုကိုတွေ့ရတာကြောင့်ကိုမတော်ကိုပြောလိုက်ပါရင်။ဖယ်ပါမယ်။ကျုပ်တနေနဲ့ပြစ်ခွဲလိုက်မယ်။ မှန်ဝိုင်းချက်ကြီးပွင့်သွားရမှာကျုပ်ကလည်းအထဲကိုစောက်ချိုးနေထားနဲ့ဖွင့်ကြည့်ရတယ်။ကျင်းဝကြသွားစီရင်ဘာတောင်းကိုခြေတော့ကိုဆွဲထားစီရပါလေ။ကိုကတော့အထဲမှာအခန်းတစ်ခန်းရှိတယ်။အခန်းတစ်ခါကတန်ချိုးနဲ့ပိတ်ထားပေမဲ့တနက်နဲ့ပြစ်ဖွင့်လို့ရတယ်။တခြားဘာရှိသေးလဲ။အန်တရရှိလား။အထဲမှာဘာမှမတွေ့ဘူး။မရှိဘူးထင်ပါလေ။အခန်းဝမှာအလင်းရောင်တွေ့ရမို့ဒီခန်းကကိုရထပ်ပေါက်ကတစ်ဖက်ဖြစ်မယ်။ ကျွန်မတောင်းကတော့ခန်းတွင်ခုံချပြီးဆင်းခဲ့ပါရီအတွင်းကိုရောက်ရမှာတော့အခန်းပက်လေကိုတမိနဲ့ထိုးကြည့်လိုက်တယ်ဟာတတော်ဆန်းကျုပ်တို့နေမလန်းမကန်အခန်းတောင်းကလောင်ရီတွင်မှာတတော်ဆန်းကိုတန်ကျိုးရင်းနဲ့တွေ့ရတယ်အဲ့ဒီကောင်ကတော့မြေတီတန်ရာမှာမရှိတယ်လို့မျက်လုံးတွေမှာအာလောက်ကောင်းနေခြင်းကြောင့်ကျုပ်ပြစ်ခဲ့တဲ့အကောင်မှမသိရပါရီဒီကောင်ကိုဘယ်လိုလုပ်ကြမလဲမမတခါလေးတပြစ်ခဲ့ကြမလားမတတ်နိုင်အောင်ကိုပါတော့ ဒီကောင်ကြီးကိုအကြောင်းပြုပြီးဒီကောင်ကိုဖန်တီးထားတဲ့သူကိုဖမ်းရမယ်ဗျာကျွန်တော်ကမတတ်ပါနဲ့ကျွန်တော်ဖမ်းလာတဲ့ကလေးမလေးကအခုချိန်ဒီအသက်ရှိပါသေးတယ်နေအောင်ပြပြနိုင်ပါတယ်ကျောက်ကကူပါတောင်းကိုပြပြပြီးခန်းတကားတော့ကိုတနက်နေ့ပြစ်ဖွင့်ရင်ရွှင်စင်မာတော့တရဝဆန်းစီကစကားတန်ကိုထူးဆန်းစွာကြားရတယ်ကူပါတောင်းကတော့ထူးဆန်းလို့လို့ပစက်ဟောင်းတာဖြစ်နေကျောက်ကတော့တရဝဆန်းကိုဖမ်းထားတဲ့ရှိကိုတော်ပြီးရက်လိုက်ပါတယ် မင်းကလူစကားပြောတတ်တာလားပြောတတ်ပါရဲ့ကျုပ်တို့မျိုးနွယ်ရီအလုံးမျိုးတုံးကုန်ပါပြီကျွန်တော်တို့မိသားစုပဲကြံတော့တာပါကျွန်တော်အမေကိုဖမ်းထားပြီးကျွန်တော်တို့ကိုလိုရာခိုင်းနေတာဘလို့မင်းရဲ့မေကိုဖမ်းထားတာဘယ်သူတွေလဲနာမည်မသိပါဘူးလူနှယောက်ပါဖမ်းထားတာကြာပါပြီဘလို့ဖြစ်ပြီးမင်းမေကဖမ်းခံလိုက်ရတာလဲမင်းတို့ကကြည်မတူဘူးမလားဘာလို့မကြင်ရလဲ ဒီကြောင်းလေးကိုနောက်မှပြပြပါမယ်အခုတော့အရင်လှုပ်ပေးပါဘာမှဖြစ်ပါမလားဒီကောင်မူရမာယာများနေရဖြစ်မယ်ကျုပ်တို့အတွက်မထူးတော့ဘူးကိုပါတော့ကျုပ်တို့သူ့ကိုပဲရှင်ဝါတော့မှာပဲကျုပ်ကတော့တတော်ဆန်းကိုပိတ်ထားရလောင်ရည်တော့ကိုတနက်နေ့ပြစ်ဖွင့်လိုက်ပါရယ်ကိုပါတော့တကားတော့ဖြတ်ပေးလားဖြတ်လိုက်မယ်ပါမယ်ကိုပါတော့စီကတနက်တန်ကြားရခြင်းနဲ့တူတကားဖွင့်သွားခဲ့ပြီပါရယ်တတော်ဆန်းကြီးကတော့အခန်းရဲ့ပြင်ကို အရှိန်နဲ့ပြေးထွက်သွားတယ်။ကျုံနဲ့ကိုဘသားကတော့အနောက်ကနေလိုက်ပြီးကြီးကမှကျုံတို့ရောက်နေသည်ကတော့ဂူးရက်တခြားတစ်ဖက်ဖြစ်နေပါတယ်။ကျွန်တော်ဖန်ထားတဲ့ကောင်လေးရှိရဲ့နေရာကို လိုက်ပို့ပေးမယ်။တွေ့ရကြဘကိုတက်လိုက်ပါ။ကျုံနဲ့ဘသားကတော့တတော်ဆန်းရဲ့ကြောဘကိုတက်လိုက်ရမှာတတော်ဆန်းကတော့ဝင်းရင် ခန့်နိုင်နေကို ပြန်တက်သွားပြီးနောက်တက်လိုင်းကိုတစ်ခုစီကိုရောက်လာပါတယ်။ကိုဘသားခမည်းကြီးတွေကခမည်းကိုဒုက္ခပေးကြလား။ ခမည်းသမီးကိုမှဒုက္ခပေးချာတာဒီတော့တွန်းဆုံနေတယ်ပြစ်စရာရှင် ပြစ်ရမှာပဲမဟုတ်ရင်တော့ခမည်းကိုပြစ်သွားလိမ့်မယ်ကျုပ်စကားကိုတော့ကိုပါတောင်းတယောက်ခေါင်းကြီးလိုက်ပါတယ်ကျုပ်ကတော့လိုင်ကူတွင်းကိုဝင်ကြည့်ရမှာပွင့်နေတဲ့တကားချက်ကြီးကိုတွင်းရတာကြောင့်ခြေတန်လုံလုံနဲ့ဝင်ခဲ့ပါတယ်မင်းတို့ဒါဘာလုပ်တာလဲမင်းတို့မင်းမတို့ညီကိုညီကတော့အခုံတစ်ခုပေါ်မှာထိုင်ပြီး secret ဖွာလျက်ရှိပါတယ်သူတို့နှစ်ဦးနဲ့မနေမဝေးနေရမှာတော့ကလေးမလေးတယောက်ကိုတွေ့ရတယ် ကိုဘတော်ရဲ့တမီးဖြစ်မှန်ကျုပ်ကသိလိုက်ပါတယ်။ကိုဘတော်ကတော့ဒေါသမထိန်နိုင်ပြီလာမသိပါဇက်ကမေးလာရင်တနက်ကလုတ်ကိုဆွဲဖိထားလိုက်ပါတယ်။မင်းအောင်မင်းမောင်ညီကိုကတော့နေရသေးသေးရဲ့နောက်ကွယ်မှာကွယ်နေလိုက်ကြပြီးတော့ကိုဘတော်ရဲ့တနက်တန်တိတ်သွားတော့မှဖြည်းဖြည်းချင်းထွက်လာကြပါတယ်။ဘာတော်ပင်တီမှာတွေ့လား။ငါလက်တစ်ချက်ကိုေးလိုက်ရင်မင်းသမီးအသက်ပြောက်သွားလိမ့်မယ်။မင်းတော့မရှောင်ပါပါလား။ မင်းပါလို့ချင်းလို့အခုလို့လောက်ရအောင်လေအဖြေကတော့ခမရဲ့တစ္ဆက်ကိုလိုချင်းလို့လောက်တာပဲခမရအရက်ဆွဲဆွဲပြီးဒီမှာစောင့်ပြီးမင်းဒီကောင်းနဲ့တွေ့တော့ခမပြောင်းလဲသွားတယ်လေဒီတော့ကျုပ်လူတယောက်ကိုမုတ်ဆိုးဟန်ပြပြီးတော့လှန်ကူဘက်ကိုခေါ်ခဲ့တာပဲနေစမောင်ခမကဒီတတဝါဇန်းလေးကိုဘလို့ထိန်းချုပ်နိုင်တာလဲဒါတော့ဒီဂျိုးကြောင့်ပေါ့ဒါတတဝါဇန်းလေးရဲ့မိခင်ဂျိုးပဲဒါကိုအတုံးပြပြီးခိုင်းတာပါကွာ ဒါဆိုခမရကိုပါသောသမီးကိုဘာလို့ဖန်တာလဲရှင်းရှင်းပြောရရင် သူ့ဘာလို့အသက်ပေးရှင်နေရလဲသူ့ကိုလည်းမကြခင်တက်တော့မှာပါ အရှာရှာကငါလှုပ်တဲ့လုံမဖြစ်လာတော့သူ့ကိုလည်းအရှင်ထားလို့မရတော့ဘူးခမရစီပါတခုကြောင့်သူ့ရောသားဖောက်တက်တော့မှာလားမင်းတော်စီပါအတွက်အမဲပြစ်နေသေးတာပဲငါ့ကိုမင်းနေဆောင်လို့ပါဘူးငါသာပြန်ပြီးဆွဲပြီးမှတက်လိုက်ရင် အမှုအတွက်စိတ်အေးနေရမှာမဟုတ်ဘူး။ဘာတောင်းတယောက်သမီးပြောက်ကိုရှာရင်ပျောက်သွားတယ်ဆိုတော့မှအမှုတက်စိတ်ချရမှာ။ခမရလှုပ်ရက်တွေအတွက်ခမရပေးဆက်ရမှာပါ။ဒီတော့ခမရလည်းအတော်လေးပေးဆက်ထားတာပဲ။ငါတို့ညီကိုဘာတောင်းရဲ့ပစ္စည်းကိုလဲလဲနဲ့မရှာခဲ့ပါဘူး။အများကြီးပေးဆက်ထားရတယ်။မင်းတို့အားလုံးနားလေပုံမလို့။ဘာလို့ဆိုမင်းတို့ကအခုပဲသိတော့မှလေ။ မင်းတို့ကတော့ကလေးမကိုထိန်ထားတဲ့နက်ကိုကျုပ်စီကိုလှည့်လာခြင်းကျုပ်ကလည်းခါးကြကအသားကိုအမြန်ဆုံးလှုပ်ရှားမှုနဲ့ထုတ်ပြီးမင်းတို့ကိုပြစ်ပေါက်လိုက်ပါတယ်ကျုပ်ပြစ်လိုက်တဲ့တတော်မှန်သွားတော့မင်းတို့ကအကြည့်နေတဲ့မင်းမောင်ရဲ့နဖူးကိုကြည်တထောင်ဖောက်ဝင်သွားတယ်ကုလားတောင်းကတော့အငွေ့မတိတ်သေးတဲ့နက်ကိုပြစ်ချလိုက်ပြီးသူ့သမီးစီကိုပြေးထွက်သွားပါတယ်သမီးသမီးမသေးဘူးနော်အဖေဝမ်းသာလိုက်တဲ့သမီးရဲ့တာဖာနှုတ်ကတော့ပြေးဖက်ထားကြပြီးမျက်ရည်များလေးတပတ်ပေါ်စီးကြနေပါတယ် တကခန်းတွင်ပတ်လေကြည်ရာကနေတောက်ခတ်ထားတဲ့လောင်ရည်တွင်ကနေတရဝါဇန်းတွေကိုလည်းတွေ့ရတယ်။လောင်ရည်တော်တွေကိုပြည့်ကတ်ဖွင့်ရမှာလိုင်ကူပြင်ကနေကျုပ်တို့စည်းလာတဲ့တရဝါဇန်းကတော့အတွင်းကိုပြေးဝင်လာပါတယ်။ရိန်းတော်မှာတော့ကျုပ်တို့နားမလဲတဲ့စကားတွေနဲ့အချင်းချင်းပြောဆိုနေကြပြီးကိုပါတောင်းသားပါရီကဲ့သို့ပင်ပြေးဖက်နေကြပါတယ်။ဖေဖေတမီးအိမ်ပြန်ခြင်းနဲ့ကလေးမလေးစီကပြောလာတဲ့စကားကြောင့်ကိုပါတောင်းကတော့မျက်ရည်များကိုတုပ်ပြီးတော့ ပြန်ရမှာပေါ့သမီးရင်ဖေဖေတော့ခုပြန်ကြမယ်နော်သမီးဖြစ်သူကိုပြောရင်ကိုဘတောင်းကတော့ဝမ်းတော်ရဲ့ကြည်ရီနဲ့ကျုပ်ကိုကြည်လာပါရင်ကျုပ်ကတော့တနက်ကိုထမ်းပြီးတော့ကျုပ်ရဲ့တတူလေးကိုပြန်ယူကအပြင်ကိုထွက်လာခဲ့တယ်မမကျုပ်တို့ဘယ်လမ်းပြန်ကြမလဲကျွန်တော်တို့ကိုကယ်ပြီးတဲ့အတွက်ဂျေဇူးစစ်တဲ့အနေနဲ့လူရောင်လိုက်ပို့ပေးပါမယ်တရဝဆန်းစီကကြားရတဲ့စကားကြောင့်ကျုပ်နဲ့ကိုဘတောင်းကတော့ဝမ်းသာစွာနဲ့ပြုံးလိုက်ပါရင် ကျုပ်တို့ပြက်လာရာကြောက်လိုက်ကိုကြီးဘောကနေဖြတ်တန်းပြီးတော့တောဆဲရောက်တဲ့ချိန်တတဝါဆန်းရဲ့ကျောဘောကနေပြန်ခဲ့ရပါတယ်တောဆဲရောက်တဲ့ခါမှာတော့တတဝါဆန်းတွေကကျုပ်တို့ကိုနှုတ်ဆက်ကြည့်နေကြည့်နေကြတယ်ကျုပ်ကတော့အခုမှမျက်စိတလုံးကန်းနေတဲ့တတဝါဆန်းကိုမြင်ပြီးစိတ်မကောင်းဖြစ်နေမိပါတယ်တီဝီဇွန်နဲ့နှစ်ဖက်လုံးအပြန်လဲကြည့်နေရပြီးတော့မိခင်တတဝါဆန်းကြီးရဲ့အော်ဟစ်မိတန်နဲ့တူတတဝါဆန်းတွေကလည်းဝင်းဟင်ကိုပြန်ထက်သွားပြီးတောင်ကြီးရှိရာကိုပြန်တန်းသွားပါတော့တယ် ကျောင်းနေကမတောင်းတို့ကတော့တောဆက်ကတဲ့စင်တပြင်းပြင်းရွာလေးစီကိုမော်ဖန်ဆောင်လေးပြန်လာခဲ့ရတယ်။ကျောင်းရောင်းမှတတိယရာကတော့တတော်ဝဆန်းမိခင်ချင်းမိတို့ဖန်ဆီးခံရသည်ကိုပဲဖြစ်ပါတော့တယ်။ပြိတ္တများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရဲမင်းတွန်ရေးသားထားတဲ့စာနီရောမမတ်နဲ့နောက်ကြောမှထိုးသောဓာစီရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဓာစီပေးခဲ့ကြတဲ့ပြိတ္တတဝူတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါရယ်ခင်ဗျာ။